ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ Vice of Football Facebook Page နဲ့ YouTube Channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ဒါလာမယ့်စနေနေ့ည12:00နာရီမှာကစားမယ့် United နဲ့ Liverpool သင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့ကုဏန်လေးအောင်နှစ်ယောက်ကဒါကျွန်တော် VOF Preview ဖြစ်တင်ဆက်ပေးတော့မှာဖြစ်ပါရခင်ဗျအကိုမင်္ဂလာပါမင်္ဂလာပါညီဟုတ်ကဲ့ပါဒါလက်တလောအချိန်နေရတော့ ပုံစံတွေတိတ်ကောင်းမနေတဲ့နှစ်သင်းပေါ့လေဆိုတော့အသင်းကြီးအသင်းငယ်တွေ့ဆုံမှုလီယူနိုက်တက်အသင်းကတော့ပြီးခဲ့တဲ့ယာသီလီချန်ပီယံရှစ်ချန်ပီယံဆိုတဲ့အရေးအယောင်နည်းနည်းလေးမှမတွေ့ရသေးတဲ့ကျွန်တော်တို့ပုံမှန်မြင်တွေ့နေကြတာမန်အသင်းငယ်သတင်းအတိုင်းပဲလက်ရှိချိန်မှာလည်းဒါမပီးစရာရဲ့တန်းစင်စုံနောက်မှာတဝဲလေးလေးဖြစ်နေတယ်ဆိုတော့ပြီးခဲ့တဲ့ဂျာယက်ကတော့ဒါချက်စီးလို့အသင်းကြီးကိုနိုင်ပြီးတော့မှတို့နိုင်ပွဲတစ်ပွဲတော့ပြန်ရှာထားတယ်ပေါ့လေနောက်ဆုံး၅ပွဲမှာတစ်ပွဲလောက်ပြန်နိုင်ပြီးတော့နည်းနည်းလေးတော့နောက်ဆုံးပွဲစဉ်အရတော့လီယူနိုက်တက်ကဂျင်းနက်ဆီယာကောင်းတဲ့ခြေစွမ်းမျိုးသူတို့အိမ်ခွဲမှာ ပြခဲ့တယ်လို့ပြောလို့ရတယ်။တစ်ဖက်က Liverpool ကတော့နောက်ဆုံးဒါကစားရတဲ့ဂျာယာပွဲစဉ်14တုံးကလည်းအိမ်ကွင်းမှာဆန်နာလန်ကိုမနိုင်ဘဲနဲ့တစ်ဖက်တစ်ကိုယ်စီတည်ကြတယ်။အဲ့ဒီပွဲစဉ်မတိုင်ခင်တုန်းကတော့ပြီးခဲ့တဲ့ Watson ရဲ့ပွဲမှာအဝေးကွင်းနိုင်ပြီးတော့ Liverpool သင်ပြန်ပြီးတော့ကမ်ဘက်လာမလားမျှော်လင့်ပေမဲ့လည်းအမြဲတမ်းဒီလိုပဲတပွဲနိုင်လိုက် Liverpool ကပြန်ပြီးတော့ရှုံးလိုက်တဲ့တန်တရာတွေလည်နေတယ်။နောက်ဆုံးကစားရတဲ့ Premier League ပွဲစဉ်6ပွဲလောက်မှာဆိုရင်2ပွဲလောက်ပဲနိုင်နေတယ်။ပြန်ပွဲစုံကြည့်မယ်ဆိုရင်တော်တော်လေးရှုံးပွဲတွေများနေတဲ့အသင်းလို့ပြောလို့ရတယ်ဆို Liverpool လည်းတော်တော်လေးလို့ PR တွေဝင်နေတဲ့ အသင်းလို့ပြောလိုက်ရဆိုတော့ဒီနှစ်သင်းတွေ့ဆုံမှုကဒါလက်တော်ဒီဇင်ဘာလပွဲချက်ကာလကိုတောင်းတနေရနေထပ်ပြီးတော့လူကြည့်လို့ကောင်းစီလိမ့်မယ်လို့မျောလိမ့်နေဆိုတော့ဒါဒီနှစ်သင်းရဲ့ဒလောထိုက်တိုက်တွေ့ဆုံမှုကြတော့အင်ရှင်လီယူနိုက်တက်သင်းရဲ့ဒါလက်တော်ဖျက်ဆီးမှုတွေအကိုရဲ့လီယူနိုက်တက်အသင်းပေါ်အမြင်လေးပြောပြပါဦး လီကတော့ဒါအကိုရောဟိုးအရင်ငယ်ငယ်လေးဘောလုံးဝဲစကြည့်တော့ပရီးမီးယားလိမှာနောက်ဆုံးကစားခဲ့တဲ့အပိုင်းခြားတွေမှာဆိုလို့ရှိရင်လီနဲ့ဒီလီဗာပူးကနည်းနည်းဆက်ဆက်မှုတော့ရှိခဲ့တာပေါ့ဟိုကီဝဲတို့ဟာတို့လီကနေပြီးတော့ဒီလီဗာပူးကိုကြောင်းတဲ့အကြောင်းနေပြီးတော့အများကြီးပါပဲဒီနှစ်သင်းထဲထဲတွေ့ဆုံမှုတွေဆိုရင်အတွင်းကိုတွေများတတ်လေးရှိရတယ်တမိုင်းတွင်နဲ့ဒီပရီးမီးယားလိပွဲတွေတွေ့ခဲ့တယ်လို့မျိုးဒီနေ့မှလည်းတူတူစရာဒီလိုပွဲမျိုးဖြစ်ဖို့တော့မျှော်လင့်တယ်ဒီလိုပွဲမျိုးဖြစ်ဖို့အတွက်ကလည်းဆိုတော့လီဗာပူးကလက်တလောဖောင်းအောင်နေတဲ့အချိန်ပြီးတော့ တစ်ဖက်ကလီးကြတော့ပြီးခဲ့တဲ့ဂျာယက်မှာဒါအတင်းကြီးဖြစ်တဲ့လက်တလုံးမှာအာဆင်နယ်တို့နီဒူဟိုက်နေတဲ့ချက်ဆီကိုမှသူတို့ကအင်္ဂွေးမှာကိုးပြတ်ထားတာဆိုတော့သူတို့လည်းဟိုက်တဲ့အသင်ကိုကြော်လာတဲ့အသင်ဖြစ်တဲ့အတွက်နည်းနည်းတော့ဒီအချိန်မှာတော့ပြန်ပြီး confidence ရှိပြီးတော့ဟိုက်သွားမယ်ပြီးတော့အင်္ဂွေးမှာလည်းလီးကကံရမှာဖြစ်တဲ့အတွက်လီဗာပူးကိုဘာမှဆိုတုံ့ပြန်ရမယ်ဆိုတဲ့အသည့်မျိုးရှိသွားပြီးအရင်ရင်ကျွန်တော်တို့ထိတဲ့တွေးဆမှုတွေထက်လီဗာပူးကလည်းအားသိပ်ပြီးတော့မကြီးနေတဲ့အတွက်လီဗာပူးရဲ့လက်တလုံးကိုစိုးနေတဲ့ကာလဖြစ်တဲ့အတွက်လီဂါလည်းဒီပွဲကိုတော့ ငါတို့တခုခုတုံ့ပြန်လို့ရအောင်ရရဲဆိုတဲ့အသည့်မျိုးနဲ့ပြန်ပြီးတော့ကစားနိုင်တဲ့ပွဲဖြစ်တဲ့အတွက်ဒါအရင်အနီးကဆုံးထိတဲ့တွေ့ဆုံမှုတွေထက်တော့ပိုပြီးတော့ရင်ခုန်မှုကောင်းမယ်လို့ထင်ပါတယ်။ဟုတ်ကဲ့ပါဆိုတော့ဒါကျွန်တော်တို့ Asian League United ကတော့ပြီးခဲ့တဲ့ဒါကျွန်တော်ပြောရတဲ့မပါရဲ Chelsea ကို3-1နဲ့နိုင်ထားတယ်။အဲပွဲမတိုင်ခင်ကတော့ပြီးခဲ့ Premier League ၄ပွဲလောက်စတိုက်ရှုံးပြီးတော့မှ Charlotte တွေကတိတိတောက်ကိုပြက်ယွင်းနေရလို့ပြောလို့ရတယ်။သူတို့ရဲ့လူစင်သူတို့ရဲ့အသင်းရဲ့ level ရကျွန်တော်တို့အရင်တုန်းကဟိုကောင်းခဲ့တဲ့ League United မျိုးပြီးခဲ့တဲ့ဟို လွန်ခဲ့တဲ့နှစ်တချို့ကပရီးမီးယားလိကိုတန်းပြန်တက်လာပြီးတော့ပုံစံကောင်းပြခဲ့တဲ့ Lee United လူမျိုးတော်မဟုတ်တော့ဘဲနဲ့တဆင့်ပြန်ပြီးတော့မှနိုင်ကြသွားတယ်ပြီးခဲ့တဲ့ရာသီက Lee Championship မှာ Champion ဖြစ်တဲ့အဲဘန်းဝင်ခဲ့တဲ့အသင်းကဒီရာသီမှာတော့ through a champion ဖြစ်ခဲ့ရဆိုတော့အရေးအောင်နည်းနည်းလေးမှမရှိတော့ဘဲနဲ့ Lee Championship Champion ဆိုတော့အစွဲလေးတော့ပြဖို့တော့မှဟိုမလွယ်တဲ့အသင်းလို့ကျွန်တော်ယူဆရတယ်ဆိုတော့ Lee United အသင်းရဲ့လတ်လောအခြေအနေကတော့အာပြောရမယ်ဆိုရင်ကောင်းတာထက်ဆိုးရိုက်ပိုများတယ်ဒါပေမဲ့လတ်လော Chelsea ကိုနိုင်ခဲ့တဲ့အခြေအနေကတော့ဒီလာမယ့် Liverpool နဲ့ပွဲ တော့လည်းဆက်ပြီးတော့ဒီ confidence တွေရှိနေမယ်လို့ထင်တယ်ဆိုတော့ United နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပို့ပြီးအသေးစိတ်ပြောအောင် United နဲ့ပတ်သက်ပြီးတော့ကုဏန်လေးအောင်ရဲ့အမြင်ပေါ့လော်လော် United အသင်းဘာတွေဒီဟာဒီမှာဘယ်လိုတွေဖြတ်သန်းနေလဲဘယ်ကစားသမားတွေကအားကိုးနေရလဲဘယ်ကစားသမားတွေကပို့ပြီးတော့အသင်းအတွက်အကျိုးတွေဖြစ်ထွန်းနေလဲဟာလေးဆွေးနွေးပြီးပေါ့လီဂါဟိုဂျာဒီဆာကနေပြီးတော့ကျွန်တော်ကြည့်လိုက်မယ်ဆိုလို့ရှိရင်တိတ်ပြီးတော့ဟို မမှန်ဘူးပေါ့အေးအသိငယ်ဖြစ်တဲ့အတွက်လဲသူ့မှာတွေ့ရပြိုင်ဘက်ပေါ်မူတည်ပြီးတော့သူ့မှာတုံ့ပြန်တတ်တာတော့ရှိတယ်ဟိုသူမသားကိုမသားအသိနေဆိုလို့ရှိရင်သူတို့နည်းနည်းကစားဟန်ပေါ့တယ်လို့ခံစားရတယ်သူတို့ရဲ့အသိခုနောက်ပိုင်းပွဲဆိုလို့ရှိရင်အသိကြီးနေပဲကန်ရတာပါဗီလာဆိုလို့ရှိရင်အခုအမပေးတဲ့အထက်ကိုရောက်နေတဲ့ဒီဗီလာနဲ့ကန်ခဲ့ရတယ်ပြီးတော့အနီးကဆုံနောက်ထပ်ပွဲတွေကိုကြီးလိုက်မယ်ဆိုလို့ရှိရင်အဲ့ဒါမန်စီးတီးနဲ့လည်းကန်ရတယ်ပြီးတော့ဂျိုင်းမှာချက်စီးနဲ့ကန်ရတယ်အခုလည်းလီဗာပူးနဲ့ကန် သူတို့ဟိုရက်လက်တွေကောင်းဖို့ရုံးကန်နေရတာလည်းမပြောနဲ့သူတို့ရဲ့ပွဲစဉ်ဇင်ရကလည်းဒီဇင်ဘာပွဲချက်ကာလတခြားမှာမှာသူတို့ဒီလိုမျိုးအသိကြီးနေတယ်ပိတ်ပိတ်ထားတာကြတော့နည်းနည်းပွဲစဉ်ဇင်ရရေးဆွဲမှုမှာလီဗာမြန်မျက်နှာတာမပါဘူးလားပေါ့နော်သူထားပါတော့ဒါကတော့တပိုင်းပေါ့နော်ရှိမှ ဆိုလိုချင်တာသူတို့ရှေ့မှာအကန်ခဲတဲ့သူမသားကိုမသားတင်းနေတဲ့အတွင်းသူတို့ပေါ့ရောက်ခဲ့တာတွေကတော့သူတို့ရဲ့တရားသည်ကြီးမားတဲ့အမှားတွေလို့ပဲအကူကတော့ခံစားရတယ်။အမှန်တကယ်ဆိုလို့ရှိရင်သူမသားကိုမသားတွေ့တဲ့အသင်းတွေထဲမှာသူတို့ကပို့ပြီးတော့လှုပ်ပြရမယ်၊နိုင်အောင်ခံရမယ်။သူတို့အဲ့လိုမဟုတ်ဘဲနဲ့အသင်းကြီးနဲ့အခုတွေ့ရပွဲတွေမှာမှအခုနောက်ဆုံးဒီ Man City နဲ့3-2ပွဲဆိုလို့ရှိရင် Man City ကိုနော်သူတို့ ပြန်ပြောကိုးပြက်ပေးပြီးရမှာပြန်ပြီးတော့လိုက်သွင်းတဲ့အပိုင်းတွေရှိတယ်။သူတို့ကသူတို့ထက်အားရမ်းတာတဲ့အသင်းတွေကြမှာတခုခုလုံပြခြင်းနေတဲ့ပုံစံမျိုးသွတ်တွေ့ရပြီးတော့အသင်းဒီအမျှကြီးရှိတဲ့အသင်းတွေနဲ့ကြာလို့ရှိရင်ဒိတ်ပြီးတော့နည်းနည်းဗျမ်းပဓာဆန်တယ်လို့ခံစားရတယ်လီမှာဒါကတော့လီနဲ့ပတ်သက်ပြီးတော့ဟိုဖြစ်နေတဲ့ဟိုမှားနေတဲ့အရာတခုလို့တော့ကိုကတော့တစ်ဖက်ကနေတော့မြင်မိတယ်။ဒါပေမဲ့အန်ကူနာပြောသလိုပဲအနီးကပ်ဆုံးပွဲမှာချက်စီကိုနိုင်ထားတဲ့ဒီအယ်လန်ရော့ကွင်တွင်ဆွမ်းဆောင်ကြီးဂျောင်းတော့ ဒီလီဗာပူးနဲ့ပွဲကလည်းဒီအိမ်ကွင်းမှာကြံအားမှာဖြစ်တဲ့အတွက်သူတို့ရဲ့အိမ်ကွင်းအားကြောင်းတော့လီကိုတော့ဒီပွဲစဉ်မှာလည်းအဲတခခုခုလုတ်ပြနိုင်မဲ့အစိတ်လေးတခခုခုရှိနေတယ်လို့တော့ခံစားမိတာပေါ့ โอเคပါဆိုတော့ဒါလီနဲ့ပတ်သက်ရင်တော့တော်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 လေးဟော့ဖြစ်နေတာကတိုက်စစ်ကဂဲဗလီဝင်ဖြစ်လိမ့်မယ်လို့တဲ့ဂဲဗလီဝင်ကပြီးခဲ့တဲ့ဂျာရက်မှာလည်းဒါချဲစီယူနိုက်တက်ပွဲမှာကိုသွင်းနိုင်တယ်ပြီးခဲ့တဲ့ဒပတ်မန်စီးတီးနဲ့ပွဲတုံးကလည်းကိုသွင်းနိုင်ပြီးတော့ပရီးမီးယားလိနှစ်ပွဲဆက်တိုက်ဂဲဗလီဝင်ကကိုပြတ်သွင်းနေဆိုတော့ပရီးမီးယားလိရဲ့တကယ်ဒါဝိုင်းကစားသမားတယောက်ကလက်ရှိဒါလီယူနိုက်တက်လို့အသင်းမှာပြန်ပြီးတော့ဂိုးတွေသွင်းလာတာက ဒါ Cavalry ဝင်အတွက်ကောတကယ်ကိုဒါကျူးကျူးဆိုးခြင်းကြာကောင်းတဲ့ပုံစံလို့ပြောလို့ရတယ်ပြီးတော့ Queen Line ဘက်ကလည်းဒါဂျပန်လူမျိုးကုနေသားသမားတာနာကာရိုလည်းကိုယ်တွေတွင်းလာတယ်ဆိုတော့ Tight Sip ဘက်ကနေဟာဆိုရွေချနိုင်တဲ့ Nam Charo လို့ကစားသမားတွေလည်းရှိနေတဲ့အတွက်အသင်းရဲ့စုဖွဲ့ပုံရတော့ဟိုတခြားသောအသင်းကြီးတွေလောက်တောင်းတမှုမရှိဘူးဆိုရင်လည်းသူ့ရဲ့ level တန်းတူအသင်းနေတယ်မှာတော့ Lee United ကမဆိုးဘူးလို့ပြောလို့ရတယ်။ Lee Champion ရှိကပါလာတဲ့ကစားသမားချို့နဲ့ဒါသူတို့အားဖြည့်ခွဲယူထားတဲ့ကစားသမားတွေနဲ့ပေါင်းဆက်လိုက်တဲ့အခါမှာ Lee United ကအာ အိမ်ဝင်းပွင့်နေဆိုရင်တော့တူတူတန်တန်ကစားနိုင်တယ်လို့ခံစားရတယ်ဆိုတော့လီနန်နဲ့ပတ်သက်ရင်တော့လော်လော်ကေဗယ်လီဝင်ဂိုးတွေပြန်ပြီးရလာတာကအသင်းအတွက်အပေါင်းလက္ခဏာဆောင်တဲ့အခြေအနေပြကြတော့အိမ်ဝင်းပွဲတင်နေမှာဆိုရင်ပို့ပြီးတော့မှကစားအကောင်နဲ့ဒီချယ်ဆီကိုနိုင်သွားတဲ့ပွဲမှာဆိုရင်တော်တော်လေးတိတာပါတယ်တစ်ဖက်ကချယ်ဆီကိုဘလို့မှကစားကွက်တယ်လို့မပြောအောင်ပြန်မဲ့ကွေးမချောင်း press လုပ်တဲ့အတင်းဝင်တင်းထွက်တွေကစားရတယ်ဆိုတော့ပြန်မဲ့ခံစစ်ကိုဖျူဖျဲတွေဖြစ်အောင်လုပ်တဲ့အမှားတွေမြောင်းလို့ပြီးတော့မှကိုပြက်နိုင်ပွဲတွေရတော့လီယူနိုက်တက်အသင်းအတွက်တကယ်ကိုအားရစရာကောင်းတဲ့နိုင်ပွဲရခဲ့တယ်ဆိုတော့ဒီနေ့ပွဲမှာဆက်ပြီးတော့အဲ့လို အခြေအနေကောင်းနေရလာဖို့လည်းမျှော်လင့်နေဆိုတော့တစ်ဖက်ကကျွန်တော်တို့လီဗာပူးပဲပြန်သွားလိုက်အောင်လီဗာပူးကတော့ဒီအာဒီမှာဒါလူပြောအများဆုံးပေါ့တန်း400ကျော်လောက်တုံးထားပြီးတော့မှဘာမှဟိုရုံလုံးမပေါ်လာတဲ့တင်းဒီပြအာနီစလော့တောင်ဟိုနေလားညလားဟိုနီးပြရာလူကနေထုတ်ပေးခံမလားတော်တော်လေးလူပြောများနေတဲ့အသင်းဆိုတော့ဘောင်းနဲ့ပတ်သက်ပြီးတော့အခုရဲ့လတော်လောအမြင်လေးပြောပေးပါဦးလက်ရှိပရီးမီးယားလိရဲ့ဖိအားအများဆုံးအသင်းပဲပြောအောင်တော့မှာပေါ့ဒါအမှတ်ပေးရအောင်ဆုံးကဘူးတောင်မှအသင်းကြီးမဟုတ်တဲ့အတွက်သူတို့ရဲ့လက်ရှိအခြေအနေကတန်းဆင်းသွားရင်တော့မှာ ါဆင်းရမယ်ဆိုတော့ဖြစ်နိုင်ခြေများတဲ့အသင်းဖြစ်တဲ့အတွက်တိတ်ပြီးတော့တွေးကြမလို့လီဗာပူးလိုအသင်းကြတော့ကိုရိုကတောင်းလျှောက်ကြည့်ခဲ့ရတဲ့ဒီပရီးမီးယားလိချန်ပီယံနေနောက်အနီးကပ်ဆုံးနှစ်မှာဒီလောက်တိုင်ပတ်သွားတဲ့အသင်းလိုမတွေ့ဘူးခဲ့ဘူးလို့ပဲအခုကတော့ဆိုချင်တယ်။ဟိုလက်စတာချန်ပီယံဖောက်ပြီးတော့ဖြစ်သွားတယ်။ဒါပေမဲ့နောက်နှစ်မှာလက်စတာအေရုံးကန်ရတယ်။ဒါပေမဲ့လီဗာပူးထက်တော့ မယုံကန်အောင်တော့ခင်ဗျာပြီးတော့သူတို့ရဲ့ကစားမအစုဖွဲ့အလက်ဆာဆိုအဲ့ချန်ပီယံဖြစ်ပြီးနောက်နှစ်မှာအဓိကကစားမတွေဒီအသင်းကြီးကိုပြေးလိုက်ရတဲ့အားတွေရှိတယ်ကစားမအပြောင်းလဲလေလုပ်တယ်အဲ့ဒီအပြောင်းလဲလေလုပ်တဲ့အချိန်မှာဒီလောက်လောက်လာလာရှိတဲ့ကစားမတွေမခေါ်နိုင်မင်းနဲ့တနစ်ထဲနဲ့ နောက်နေ့ကျတော့ပြန်ပြီးဖေးသွားတဲ့လက်စတာကိုတွေ့လိုက်ရတယ်။လေဘာဘူးကျတော့အဲ့လိုမဟုတ်ဘူးကွာ။အသင်းကြီးလည်းဖြစ်တယ်။ရှင်ရေးသွေးကစားအမအစုဖွဲ့နဲ့လုံးဝကိုင်းစင်စံစီမိပြီးသားလေး၊ကွန်မက်စရီမိပြီးသားကစားအမအစုဖွဲ့တစ်ခုရှိတယ်။အဲ့ဒါကိုမှထပ်ပိုးပြီးတော့မှဒါအခြား16သင်းထပ်ပိုးပြီးတော့ငွေသုံးပြီးတော့အလုံးရင်းသုံးပြီးတော့လှုပ်လိုက်တဲ့အသင်းကပိုးမကောင်းလာပိုးမကောင်းလာရင်တော့နေပါ။နည်းနည်းလက်ရှိသူတို့ဖြစ်နေတဲ့ stable လေးတွားနေတော့မပြောလို့ဒါပေမဲ့အခုကစိုးတာတက်ကိုစိုးတကပိုးစိုးလား။ ဘတ်စင်မဟုတ်တော့ဘူးကွာဒီလဲဒီဟိုအစိုးဆုံးနေထားဖြစ်နေတယ်လို့တော့ခံစားရတာဒါကလည်းအမှန်တကယ်တော့လေမော်ဘူးအဲ့လိုမျိုးမပြောလဲမပြောချင်ဘူးတန်တရားလည်းမဝင်ခြင်းခဲ့ဘူးဝင်စရာလည်းမလိုဘူးလို့ခံစားခဲ့ရတာဒါကြောင့်မို့လဲရှိမှဒီတစ်ပတ်တော့ပြန်လာပြီကို3 view တွေမှာတော့ဒါအမြဲတမ်းလေမော်ဘူးပြန်လာပြီကလင်နာကြဒီတစ်ပတ်တော့အာလေမော်ဘူးကတော့ပြန်လာအောင်လားမှာပြန်ဘက်ကဘာမှမလုပ်ပါဘူးအခုကကျတော့အဲ့လိုမဟုတ်တော့လေမော်ဘူးကလုံးဝဟို ဟိုနိုင်နိုင်ဖို့အတွက်ကိုမကန်တက်တော့သလိုခံစားရတယ်။လေဘဘူးကလက်ရှိပြည်မလေးအသင်းတွေထဲမှာဆိုလို့ရှိရင်အရင်တွေ့ခဲ့ရတယ်လေဘဘူးလို့မဟုတ်တော့အခုလိုအရင်တော့ဆိုလို့ရှိရင်သူတင်ကိုတင်ပြန်လန်ဘောလုံးကိုအသင်းမှာရာယီလုံးလက်ထက်မှာဆိုအပြန်လန်နေကန်တယ်။သူတို့ဖွင့်ကန်တဲ့အသင်းဆိုသူတို့ကလည်းပြန်ဖွင့်ပြီးတော့အပြန်လန်ပြန်တီးရယ်ပြီးတော့ဆွဲဆောင်မှုရှိရယ်ပွဲတွေကန်လာနိုင်တယ်။အခုလေဘဘူးကြတော့အာနီစလော့ရဲ့ဒုတိယမြောင်နှစ်လေဘဘူးကြတော့ဘောလုံး possession တွေကန်ပြီးတော့ wins ဖြစ်တာတွေပဲအများကြီးနေတယ်လို့ခံစားရတယ်။ပြီးတော့အဲ ပြီးခဲ့တဲ့နှစ်ဘောလုံးရသည်အရလောက်ဒီပင်နိုင်ဂိုးလက်ရှိတဲ့ကစားသမားတွေနေရာမောင်းဆောင်ကနေပြီးတော့တိတ်မတွေ့ရတော့ဝေးဖြစ်ပြီးတော့အဲ့ပြီးလိုက်တဲ့ဘောလုံးတွေရတဲ့ချန်တွေကိုလည်းကောင်းကောင်းအသုံးချနိုင်စွမ်းမရှိရတွေကိုတွေ့ရတယ်။ခန်းစစ်ကကြတော့ပြိုင်ဘက်ကိုဂိုးတွေလိုလည်းကူပေးရတယ်။ဆိုဆိုတော့အဲလေဗာဝူးနဲ့ပတ်သက်ပြီးလို့ရှိရင်တော့ရှေ့လေနောက်က လက်ရှိချိန်အထိကိုဒုတိယမြောက်ရာသီမှာအာနီစလောလုံးဝ stable မဖြစ်သေးဘူးလို့ခန်းစားတယ်။ဒါပေမဲ့နောက်ပိုင်းပွဲတွေမှာတော့ဒါဆာလာကိုရောပြန်ပြီးတော့ခောက်ပြီးတော့နော်ဒီ Florian Vest တို့နာကက်မှာသူသုံးဖို့အတွက်ရည်ရွယ်ထားတဲ့ကစားသမားစုဖွဲ့ကိုလက်တလုံးမှာတော့ရဲရင်နဲ့အာနီစလောသုံးလာပြီ။ဒီကြားမှာလည်းဆာလာနဲ့ Liverpool နဲ့အာနီစလောတို့ကြားထဲမှာဘာတွေဆက်ဖြစ်လာအောင်မလဲ။ Liverpool ကတော့ဒီအကွဲပြက်ဇလန်းနေ နောက်ကိုထပ်ပြီးတော့ရအောင်မလားဒီအပိုင်းနေနဲ့ပဲလောဘဦးကတော့လက်တလုံးမှာကိုယ်အတွက်တော့ဟိုဘလူးမှာလက်ခံနိုင်စရာမရှိရဲ့ fee နေရဲ့အတင်းလို့ပဲပြောချင်ပါโอเคပါဆိုတော့ဒါပြီးခဲ့တဲ့ဂျားရက်တုန်းကလည်းဆန်နာလောင်အိမ်ခွေးမှာမနိုင်ခဲ့ပဲနဲ့เนาะဒါတော့မှဒီတော်တော်လေးအသေးအတန်ကစားပြီးတော့မှသီပြန်ရဆိုလေဘောဘူးကအမှန်တကယ်ကိုခြေစွမ်းပိုင်းယိုယွင်းပြက်စီးနေတဲ့အသေးဆိုတာကျွန်တော်တို့တဖြည်းဖြည်းနဲ့ပူပြီးတော့ခံစားမိလာတယ်။နောက်နောက်ဆုံးဒါဝက်ဆန်ကိုနိုင်တဲ့အဝေးခွင်းပွဲစီမှာတော့ဒါအီဆက်ကိုကျွန်တော်တို့ ွဲထုံမှာတွေ့ရတယ်ကိုလည်းစပြီးတော့တွေ့နိုင်တယ်ကျွန်တော် e-set ကိုသူ့ရဲ့ဟိုပုံစံအမှန်တိုင်းပြန်တွေ့ရဖို့အတွက်အစာပြုတ်မှုတစ်ခုလို့ထင်ခဲ့တဲ့အချိန်မှာပဲတစ်ချိန်တည်းမှာပဲဒါ e-set ကိုသွင်းတာကောင်းတယ်ဆိုပေမဲ့စာလာကိုကျွန်တော်တို့လုံးဝပျောက်သွားတယ်ပေါ့လေဝက်ဆန်နဲ့ဝဲပါဆိုရင်စာလာကိုလုံးဝတော့မသုံးခဲ့ဘူးဆိုတော့ပြီးခဲ့တဲ့ဂျာရဲမှာလည်းစာလာကိုခောက်ထားတယ်ဒုတိယပိုင်းမှာထည့်ပြီးတော့စာလာမပါတဲ့ Liverpool စီတဖြည်းဖြည်းနဲ့အာနီစလော့ချင်ကက်လာတယ်လို့ခန်းစားရတယ်ဆိုတော့ထားပါတော့စာလာမပါတဲ့ဟို squad တစ်ခုကိုဖန်တီးမယ်ဆိုရင် တခြားကစားသမားတွေကဘယ်ကစားသမားတွေအားကိုမလဲတခြားဆာလာမပါတဲ့အချိန်မှာ Florian Verse ကိုအားကိုမလား Isak လား Ikitiki လား Gabbo လားဘယ်ကစားသမားတွေကအသင်းရဲ့အဓိကထောက်တိုင်ကစားသမားဖြစ်အသုံးချမှာလဲဆိုတာနဲ့ပတ်သက်ပြီးတော့လေပါဘူးတပီအဖြေရှာအောင်မယ်လို့ဆိုတော့ခုနကနေအောင်အဲ့ဘယ်လိုထင်လဲဆာလာကိုနောက်ဆုံးနှစ်ပွဲစတိုက်ခောက်ထားတာမျိုးတွေပြတော့လေဘော်ဘူးရဲ့အခင်းကြီးကလက်ရှိချိန်မှာဆိုရင်ဆိုဘောဆလိုက်အောင်ညတော်မှာသုံးလာတယ်ကွင်းထဲမှာတော့ဒီ Crowbest တို့ Maglis တောင်းနဲ့ပြန်ပြီးတော့အချိတ်ဆက်မိလာရရရှိဆိုလေဘော်ဘူးနဲ့ပတ်သက်ပြီးတော့ဒီကစားသမားအခင်းကြီးအစုဖွဲ့ကအာနိစလောလုံနိုင်တဲ့လောက်တော့လုံနေတယ်ပဲဒါမှမဟုတ်သူလုံနေရတဲ့ လက်ရှိအချိန်အထိဟိုတိတိကျကျဟိုအဖြေမပေါ်သေးရနဲ့ပတ်သက်ပြီးအခုဘယ်လိုမြင်လဲတီချာရောဟိုအမေရိကန်ရော Florian Vas ကိုခေါ်တယ်ဆိုတာကအခုအမြင်ပေါ့နော်ဟိုဆာလာမရှိမဲ့အနာဂတ်ကိုကြိုတွေးပြီးတော့အာနီစလော့ဒီတဲ့ထားတာပါပဲတကယ်ကြတော့ဆာလာက အသင်းရဲ့တိုက်စစ်မှာအများကြီးအကျိုးပြုပေမဲ့ဒီမော်ဒန်ဘောလုံးလောကမှာအသင်းရဲ့ခံစစ်ပိုင်းဒီခံစစ်အစွန်လူတွေကိုပြန်ပြီးတော့ကုညီရဲ့အပိုင်းတွေပြန်ပေးတဲ့တမန်တိုက်စစ်တွေကိုခုခံရတဲ့အပိုင်းတွေမှာဆလာအများကြီးလူတွေဆိုတဲ့အပိုင်းတွေကိုနီးပြရတော်တော်များများလည်းမြင်လာတယ်။ဒါအောင်လဲအာနီစလောကမြင်တဲ့အတွက်နောက်ပိုင်းမှာဘက်ကပြန်ပြီးတော့လှုပ်ဖို့အတွက်သူတည်ထားတယ်။ဒါပေမဲ့ဆလာရဲ့အရှိန်အဝါနဲ့ဆလာရဲ့အသင်းမှာဒီကြီးစိုးမှုကိုဒီအာနီစလောကိုယ်တိုင်လည်းသိပြီးတော့လွန်ဆန်မရအောင်ရတယ်။ဆိုတော့ဆလာကိုသူလှုပ်ချင်တဲ့အားတွေကိုတော့သူရဲဝံမလှုပ်ရဲပဲနဲ့သွားနေရတယ်။ ဒီအချိန်ဒီမှာအတင်းရလက်တရလက်တဖြည်းဖြည်းဖီဖီလာတဲ့အချိန်မှာတော့နောက်ဆုံးတော့ဒူရိုတိုင်းဆိုရဲအရာကိုအာနီစလိုရွေးချယ်လိုက်တဲ့လူပဲခံစားရတယ်။နောက်ဆုံးနှစ်ပွဲဆက်တာဆာလာကိုပြန်ပြီးတော့ခောက်လိုက်တယ်။ Florian Vest ဒီ Super Slide ညာချမ်းမှာပြန်ပြီးတော့သွားတာကိုတွေ့ရတယ်။ဒီမှာတော့ Zoomo Slime ကိုဒီလိုမျိုးကြီးလုံနေတာကြီးကိုသိမကြိုက်တာလက်ရှိချိန်ထိ Liverpool ရဲ့လူစင်းကဒီနှစ်ဘောလုံးရာသီတရာသီလုံးကစားတဲ့အချိန်ထိဟို ဘယ် तू ကအမှန်လဲဘယ်နေရာမှာအမှန်လဲဆိုတာပျောက်သွားတော့သူကမနစ်ကောက်ဆို grammar batch mega lister ဒီ zobo slide တွေကကွင်းလဲထိုင်ရလုံးဝညိနေဆိုတော့အဲ့ဒါတွေပဲဆက်သွားလို့ရှိရင်ရောအဆင်မပြေဘူးလားအခုက zobo slide ကကြတော့ညာချက်စုံလူရောက်တယ်ညာတောင်မှထွက်ကစားရတယ်ကွင်းလဲပြန်ရောက်တယ်အမျိုးမျိုးတွားနေရတာ zobo slide နေရာမှာဝင်ခန်းစားကြည့်လိုက်လို့ရှိရင် ဟိုယူအောင်ယူသွားမလားပဲဟိုကန်နေရတဲ့နေရာအပိုင်းအခြားတွေကထားပါတော့သူညာချမ်းကိုအာသန်လို့ညာချမ်းတစ်လျှောက်မှာသူ့ကိုတောက်လျှောက်တွေတုံးနေတယ်ဆိုပေမဲ့သူနဲ့ live ဖတ်ဆုံးနေရသူနဲ့အသင့်တော်ဆုံးနေရသူ့ဘာသူတက်တက်အလေမှာရှိပြီးသားဒါဟိုဟိုအာနစ်စလော့ကအခုလက်ရှိချိန်မှာအသင်းရလက်ဆိုးတွေကိုတဲဖို့ကြိုးစားနေတယ်ပဲသူ့ရဲ့ဒီ over thinking တွေကပိုတွေးပြီးတော့ပိုပြီးတော့ဗျာလွဲနေသလားပေါ့ဟုတ်ကဲ့ဆာလာမရှိမဲ့နာဂတ်ကိုတော့ကိုယ်လိုလဲကြိုတင်းမိပါတယ်ဆာလာအသင်းအတွက်ထက်မှာတော့ဘူးမှမရှိအောင်အသင်းကောင်းဖို့အတွက်ဆာလာကိုခေါက်ရမယ်ဆိုလဲခေါက်ကိုခေါက်ရမယ်ဒါပဲအခုဆာလာကိုခေါက်ထားတဲ့အတွက်အနည်းငယ်ဆုံးပွဲဒီဝက်ဆန်နဲ့ပွဲမှာရလက်ပြန်ကောင်းတယ်ပြီးတော့ဆန်နာလန်နဲ့ပွဲမှာတော့ဒါချွတ်ချော်သွားတယ်ဒါဒီနေ့လက်ရှိဖြစ်နေတဲ့လီဗာပူးပဲအခု ်ဝက်ဆန်းကိုနိုင်တယ်ပြီးတော့တစ်ဖက်အတင်းကလည်းဆန်တန်းလန်းပြီးတော့အိမ်ကွေးမှာလည်းကဲရမှာဖြစ်တဲ့အတွက်အော် AC ပဲနှစ်ပွဲဆက်လေမောက်ဦးပြန်လာမယ်ထင်လိုက်တယ်ဒါပေမဲ့မနိုင်ဘူးဒါလေမောက်ဦးပဲလေမောက်ဦးကိုကျွန်တော်တို့ဘာမှတွေးလို့မရတော့လေမောက်ဦးကိုဘာဘလို့ဟိုတို့ထီလို့လေမောက်ဦးကိုလက်တလုံးမှာလက်ဆောင်ထားမယ်လို့တော့မှခံစားရတယ်ဆိုလိုချင်တာကတော့ဒါလေမောက်ဦးနဲ့ဒီ ရက်တည်ခြင်းတဲ့လူတွေအတွက်လက်တလုံးမှာလက်ဘာဝူကအရင်ကမှန်းဆခတ်နေတဲ့အခြေအနေဖြစ်တဲ့အတွက်ကျွန်တော်တို့လက်နည်းနည်းပြန်ရှောင်ထားပြီးတော့လက်ဘာဝူစတိပဲဖြစ်မဲ့အခြေအနေကိုပြန်ဆောင်ရမယ့်အခြေအနေလို့တော့မှခံစားမိတယ်။ဟုတ်ကဲ့ပါသတိထားအောင်ပါဘို့။ဒါတော့တော့လက်ဘာဝူသတိထား။လောအခြေအနေတွေတော်တော်လေးပြည့်စုံသွားတဲ့အချိန်မှာကျွန်တော်တို့ခံမှန်းချက်ပေါ့လေ။ကျွန်တော်လီယူနိုက်တက်နဲ့လက်ဘာဝူဘယ်သင်းနိုင်သွားမယ်လို့ထင်လဲလက်ဘာဝူနိုင်ပါမလားအဝေးကမှာလီယူနိုက်တက်ကိုအခုဘယ်လိုမြင်လဲ။ မန်ကန်တိုင်းဆိုလို့ရှိရင်နိုင်မေရခြေစွမ်းရကစားမစုဖွဲ့ရလီဗာပူးမှလီဗာပူးပဲပေါ့နိုင်မိုးတစ်ခုလောက်တဲ့အတွက်ရွေးရတာလီဗာပူးလို့ပြောလိုက်တာအရင်လွယ်လို့ခန်းစားရတယ်ဒါပေမဲ့လက်ရှိအခြေအနေကကျွန်တော်ကိုယ်တိုင်အဲ့ဒီအခြေအနေကိုတန်တဲ့အရင်ဝင်နိုင်မလားတော့မသိကြဘူးနိုင်မလားတော့မသိကြတော့ဘူးတစ်ဖက်ကလီးကလည်းဒီ LN Road ဒီ ကွင်းမှာခင်ရမယ်သူတို့ရဲ့အိမ်ကွင်းဆိုလို့ရှိရင်သူတို့ရဲ့တိမ်ပြင်းမှုတွေကိုအကောင်းဆုံးခြေပါတတ်တယ်ပြီးတော့ကျွန်တော်ကပြောခဲ့သလိုပဲအနီးကပ်ဆုံးဒီပွဲတွေမှာအသင်းကြီးတွေနဲ့တွေ့ရပွဲတွေမှာလီကတစ်ခုမဟုတ်တစ်ခုပြန်ပြန်လုံးပြခြင်းနေရာလေးရှိတယ်ဆိုတော့လေဘာဘူးနိုင်သွားရင်တော့မှဂိုးမပြက်လောက်လို့ပဲဆိုကြပါတယ်ဟုတ်ပါဆိုနိုင်တော့နိုင်မယ်ပေါ့လေနိုင်တော့နိုင်မယ်ဝမ်ကူမာဂျင်လောက်နေပဲလေဘာဘူးနိုင်လိမ့်မယ်လို့တဲ့ဟုတ်ကဲ့ပါကျွန်တော်လည်းတူတူပါပဲသဘောကျပါပဲဘာလို့ဆိုတော့လေဘာဘူးနိုင်ကောင်းနိုင်သွားနိုင်နေနိုင်အောင်လေးလုပ်မယ်လို့ထင်တယ်ဒါမှလည်းကျွန်တော်တို့ဟိုအရင်ကတွေ့ခဲ့သလိုမျိုး 2z 3z တွေနဲ့အဝေးဘက်မှာပြက်ပြက်သားသားဖြစ်ဖို့တော့ခက်လိမ့်မယ်။အဲ့တော့ Liverpool ရဲ့လက်ရှိခံစစ်ရလဲဂိုးတွေပေးရနိုင်ခြင်းများတယ်ဆိုတော့အပြန်လည်သွင်းဂိုးတွေနဲ့ Liverpool ဒါ1 2ရော2 3ရောရလက်လောင်းနဲ့ကပ်ပြီးတော့ပဲနိုင်သွားလိမ့်မယ်လို့ထင်တယ်ဆိုတော့တကယ်တမ်းကစားရေးပွဲမှာဘယ်လိုဖြစ်မလဲကျွန်တော်တို့ဆက်ကြည့်ရအောင်။ဟုတ်ကဲ့ပါ။ရှိနေကြရပြေးတော့မြှားကျွန်တော်တို့တင်ဆက်ပြီးခဲ့တဲ့ United နဲ့ Liverpool သင်းတို့ရဲ့ preview ပွဲစဉ်ကိုဒါကြည့်နေတဲ့ညီကိုတွေဘယ်လိုမျိုးရလတ်ဖြစ်မယ်လို့ထင်လဲခံမှန်းပြီးတော့ဒါကျွန်တော်တို့ comment box မှာမှန်းကြည့်ပေးကြပါအောင်ကြည့်ရှုနေကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာ